ဘာတဝမ်းကလျှို့ဝှက်ထူးဆန်းပြီးတော့ကြောက်စရာကောင်းတဲ့ရိုးရာနတ်ဘွဲတွေမှာအနောက်အာဖရိကမှာကျင်းပလေးရှိတဲ့ဘူဒူးလို့ခေါ်တဲ့ဘာသာရေးခန္ဓာတစ်ခုကလည်းအပါဝင်ဖြစ်ပါတယ်ဘူဒူးကတော့ဟေတီလူမျိုးတွေအ धिक ကျင့်သုံးတဲ့အနောက်အာဖရိကရဲ့ထုံတန်းစင်နာတွေနဲ့ကိုယ်ခွေယုံကြည်မှုတွေကိုပေါင်းစပ်ထားတဲ့ဝိညာဉ်ပွဲတော်တစ်ခုလို့လည်းဆိုလို့ရပါတယ်ဒီနေ့ရဲ့ Horror Moment Story Season မှာဘူဒူးပညာရဲ့ထုံတန်းတလေးအခမ်းအနားတွေရစ်ပူဇော်မှုတွေနဲ့ဝိညာဉ်သွင်းတဲ့ရိုးရာတွေအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ကတော့မင်းဆွမ်းပြေပါဘူဒူဘာသာရေးပွဲတွေကအာဖရိကနိုင်ငံတွေရဲ့မှော်ပညာရက်တွေကြောင့်နာမည်ကြီးပြီးတော့ထင်ရှားလာပါတယ်။လက်ဝင်တွေကလည်းလေဘင်းကိုဓာတ်နဲ့အလီးခံပြတာတွေ၊လေပေါ်ပြန်ဝဲပြတာတွေ၊ကောက်ရိုးနဲ့ပြုတ်လုထားတဲ့အယုတ်ကတက်ဝင်လှူရှားနေတာတွေ၊လိပ်စံနဲ့ရေပူစာတွေအပြင်ထိတ်လန့်စရာရက်သမျိုးစုံကိုဘူဒူဆိုတဲ့ဘာသာရေးပွဲတော်မှာ မြင်တွေ့ရလေးရှိပါတယ်။ဟစ်တီနိုင်ငံကတော့ကာရီဘီယံပင်လယ်မှာရှိတဲ့ကျွန်းငယ်တွေပါဝင်တဲ့နိုင်ငံတနိုင်ငံပဲဖြစ်ပါတယ်။အဲကာရီဘီယံရဲ့ဒါပင်လယ်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီစမ်းကျဲပြိုဝက်လွန်းနဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ Caribbean ပင်လယ်အနီးမှာရှိတဲ့ Haiti နိုင်ငံမှာဆိုရင်လေရှေးအောင်မော်ပညာရက်တွေနဲ့ရိုးရာရင်ကျေးမှုတွေထွန်းကားပြီးတော့ဖွံ့ဖြိုးစေနိုင်ငံတစ်ခုလို့ပြောရမှာဖြစ်ပါတယ်။အာဖရိကလူမျိုးစုတွေအများဆုံးပြောင်းရွှေ့နေထိုင်ကြတဲ့နယ်မြေဖြစ်ပြီးတော့ 1804ခုနှစ်မှာပြင်သစ်နိုင်ငံစီကနေလွတ်လပ်ရရှိခဲ့တဲ့အတွက်ကြောင့်မလို့ဟေတီနိုင်ငံကတော့အမေရိကန်ထိုင်မှာအမေရိကန်ဘီးရင်ကိုလိုနီအုပ်ချုပ်မှုအောက်ကနေအရင်ဆုံးဒုတိယမြောက်လွတ်မြောက်ခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းရာစုနှစ်တစ်လျှောက်လုံးမှာစီးပွားရေးနိုင်ငံရေးနဲ့လူမှုရေးအခက်အခဲတွေတဘာဝဘေးရန်တွေကဟေတီနိုင်ငံကိုတကာလကြာရှည်စွာဆင်းရဲမွေးတည်မှုတွေနဲ့အခြားဆိုးဝါးတဲ့အခက်အခဲတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ကျွန်တော်ဗုဒ္ဓပညာရေးအကြောင်းသွားလိုက်ရအောင်။ဗုဒ္ဓကတော့ဘာသာတရားတစ်ခုလို့ပြောလို့ရမှာဖြစ်ပါတယ်။ ပညာရှင်တွေကတော့ဗူဒူးကိုဟေတီရဲ့ရိုးရာဘာသာဖြစ်သတ်မှတ်ထားကြပါတယ်။ဗူဒူးပညာမှာဝိညာဉ်ရေးရာပြီးတော့ရှေးဟောင်းအယူဆတွေပေါ်ပညာတွေရစ်ပူဇော်ခြင်းတွေနောက်ပြီးတော့ဒေတာဆိုင်ရာနှက်ကိုးကွယ်ယုံကြည်မှုတွေများစွာပါဝင်နေပါတယ်။ဗူဒူးယဉ်ကျေးမှုတွေက16ရာစုနဲ့19ရာစုရဲ့ကြားမှာအစင်စင်လက်စင်ကမ်းရင်းနဲ့ထုံးကားလာခဲ့တဲ့အာဖရိကရဲ့ရိုးရာဘာသာတစ်ခုလည်းဖြစ်ပါတယ်။တကူအစွမ်းကြီးမားတဲ့ဖန်ဆင်းရှင်ဖြစ်တဲ့ဗွန်ဒီရဲ့တည်ရှိမှုကိုလမ်းပြပေးတဲ့ တမန်တော်နတ်ဖျားတွေကိုပင့်ဖိတ်ပူဇော်ရင်းဆောင်ရွက်တဲ့ရိုးရအစင်လာအခမ်းအနားတစ်ခုပဲဖြစ်ပါတယ်။ဟေဒီလူမျိုးများစုကတော့ဗူဒူးနဲ့ Roman Catholic ဘာသာနှမျိုးလုံးကိုကျင့်သုံးကြပြီးတော့မတူညီတဲ့စနစ်နှစ်ခုကိုတပြိုင်နက်တည်းကိုးကွယ်ယုံကြည်လက်ခံထားကြပါတယ်။ဗူဒူးဘာသာကတော့တမိုင်းတလျှောက်ဝေဖန်မှုတွေများစွာနဲ့ရင်ဆိုင်ခဲ့ရပြီးတော့ကပအထင်လွဲခံရမှုအများဆုံးဘာသာတရားတွေကတစ်ခုဖြစ်ပါတယ်။အင်္ဂလိပ်လိုဟေဒီရိုးရမှော်ပညာယုံကြည်သူတွေကိုဗူဒူးလစ်စင်လို့ခေါ်ကြပြီးတော့မှ ဟေတီလူမျိုးတွေဟာပြင်သစ်ကိုလိုနီရင်ကျင်းမှုရဲ့လွှမ်းမိုးမှုကိုခံရပြီးတော့၁၈ရာစုတုန်းကဘူလူးတလစ်ထုံနှန်းတွေကိုများသောအားဖြင့်ညအချိန်တွေမှာပဲလျှို့ဝှက်ပြီးတော့မှကျင်းပခဲ့ရပါတယ်။ဂျုံပြုတ်ခံရတဲ့ဟေတီလူမျိုးချို့ကတော့မော်ပညာရက်တွေကိုဆက်လက်လက်ဆင့်ကမ်းနိုင်မှုအတွက်ကိုလိုနီလက်အောက်ကနေလွတ်မြောက်အောင်ထွက်ပြေးခဲ့ကြရပါတယ်။၁၈၀၅ခုနှစ်တော်လန်ဟေးကာလမှာတော့ Roman Catholic သာသနာပြုအများပြားအသက်ခံခဲ့ရတဲ့အတွက် Roman Catholic ဖျားเจ้าတွေကိုဟေတီနိုင်ငံမှာပိတ်ပင်ထားလိုက်ရပါတယ်။အဲ့ဒီအချိန်တုန်းကဘူဒူဘာသာရေးက ိုင်ငံအတွင်းမှာပြန်လည်လွှမ်းမိုးလာနိုင်ခဲ့ပြီးတော့ဆွန့်ပစ်ထားခဲ့တဲ့ Chuck ဖျားเจ้าအများပြားမှာရိုးရာထုံတဲ့အစင်လာပွဲတွေကိုလက်ခံကျင်းပခဲ့ကြပါတယ်။ဘုလူပညာရက်တွေကို2003ခုနှစ်မှာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တရားဝင်အသိမှတ်ပြုခွင့်ရခဲ့ပါတယ်။တချို့ဘာသာရေးသမားတွေကဘုလူပညာကိုနတ်ဆိုးကိုးကွယ်ခြင်းလို့လည်းမှတ်ယူကြပါတယ်။ရိုးရာယုံကြည်သူတွေနဲ့အမြင်မတူဘဲနဲ့ဘုလူကျင့်ကြံသူတွေနဲ့ပေါင်းတင်ဆက်ဆံခြင်းမျိုးတွေပတ်သက်ခြင်းမျိုးတွေကိုမပြုလုပ်ချင်ကြပါဘူး။2010ခုနှစ်ဟေတီငလျင်ကလည်း ဘူလူချင်းစင်အပါဝင်ဟေတီပြည်သူတွေရဲ့အဖြစ်တွေမကောင်းတဲ့ပေါ်အတက်တွေကိုဒဏ်ခတ်ခြင်းဖြစ်တယ်ဆိုပြီးတော့ဘာသာရေးသမားများပြားကပြောဆိုလာကြပါတယ်။ဂလင်လုတ်ပြီးနောက်ပိုင်းမှာဘူလူဘာသာဝင်တွေကိုဘာသာရေးအစွန်းရောက်တွေကတိုက်ခိုက်မှုတွေလည်းရှိခဲ့ပါတယ်။ရိုးရဒလစ်ထုံနှံတိုင်းကျင်းပတဲ့ဘာသာရေးပွဲတွေမှာယုံကြည်စိတ်ကဲ့သူတွေကနတ်ဖျားတွေကိုပူဇော်ပတ်သားဖို့အတွက်ဒရန်ဒီယာတွေတချင်းဆိုရာတွေနဲ့ဝိညာဉ်ဖိတ်ခေါ်ခြင်းတွေကိုပြုလုပ်ခဲ့ပါတယ်။ အပူဇော်ခံနှက်ဖျားတွေကိုလွာလို့ခေါ်ပြီးတော့သူတော်စင်ဒါမှမဟုတ်ရင်ကောင်းကင်တမန်လို့အတိတ်ပဲဖွင့်ဆိုကြပါတယ်။ဖန်သင်းရှင်ရဲ့ဂျားကန်တွေဖြစ်တာဝန်ထမ်းဆောင်ရင်းနဲ့နှက်တမန်တော်လွာတွေကလူသားတွေကိုနှက်ဝင်တယ်တွေကနေတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်။ပြမစော်ကားမင်းဖြစ်စီနှက်ဖျားတွေမကြိုက်တဲ့အဖြစ်တစ်ခုခုကိုကျူးလွန်မိသည်ဖြစ်စီအကာအကွယ်စောင့်ရှောက်ပေးရကိုဖေရှားခံရပြီးတော့ကန်ဆိုးမှုဖျားနာမှုယူတုမှုတွေဖြစ်ပေါ်စေရဆိုလေဘူရူးဘာသာဝင်တွေကယုံကြည်ကြပါတယ်။ ဘလူးမော့ပြင်းများမှာမြင့်မြတ်တဲ့နေရုပ်တွေအဆောင်လက်ဖွဲ့တွေပြုလုပ်ခြင်းကလည်းအရန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ဟေဒီနိုင်ငံမှာပြုလုပ်ထားတဲ့ရိုးရာနေရုပ်တွေမှာရေဘူးအားဖြင့်ဆိုရင်ကျွန်တော်တန်တို့ပလတ်စတစ်တို့ပြီးရင်ဘောကျဲဆက်မှုပစ္စည်းတွေနဲ့ပေါင်းစပ်ပြီးတော့မှဖန်တီးပြုလုပ်လို့ရှိပါတယ်။နက်ကုန်းတွေစောက်တဲ့နေရာမှာလည်းရနိုင်တဲ့ပစ္စည်းမျိုးမျိုးကိုအသုံးပြုခဲ့ကြပါတယ်။တုံ့တန်တွေကိုနက်တွေနေထိုင်ရာနေရာအဖြစ်ရှုမြင်ပြီးတော့နက်ကုန်းတွေလည်းစောက်လုပ်ပေးထားပါတယ်။ ဟေဒီဂျေလက်ဒေတာရဲ့မိသားစုထုံနှန်းစင်လာမှာဆိုရင်ရိုးရပွဲတွေပြုလုပ်ဖို့တုတ်တန့်တင်းကြိုင်းနေရလဲနေရာဌာနတစ်ခုဖြစ်ပါဝင်ပါတယ်။တချို့သောတစ်ပင်တွေကိုလည်းနှက်တွေနေထိုင်တယ်လို့ယူဆရှိကြပြီးတော့စောက်ရှောက်ကာကွယ်က ထိမ့်သိမ့်တက်ကြပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့အရှိတိုင်းယုံကြည်မှုတွေနဲ့တော်တော်လေးကိုစင်တူတဲ့အနေအထားမျိုးလို့ပြောလို့ရပါတယ်ကျွန်တော်တို့ဒီတစ်ပင်တွေမှာစောင့်တဲ့နေတွေကိုကျွန်တော်တို့ရဲ့မြန်မာယူဆမှာဆိုရင်တော့ဒီရုပ်ကစိုးလို့ခေါ်ပြီးတော့မှအခုနသူတို့ပြောတဲ့ဒီတင်းချိုင်းကုန်းထဲမှာနတ်စင်တွေထားလေထားတာရှိတဲ့ဒလိကလည်းကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာလည်းရှိပါတယ်ဒါကတော့ကျွန်တော်တနိုင်ငံနဲ့တနိုင်ငံရင်ကျေးမှုထုံးတဲ့အစဉ်လာရအခေါ်အော်တွေဒလိထုံးတဲ့နေတာအနည်းငယ်ကွဲပြားမယ်လို့တော့ထင်ပါတယ်ဗျလိမ့်ဆန်တဲ့ရစ်ပူစော်ခြင်းကိုတော့လူစုလူဝေးနဲ့ပြုလို့ရတဲ့ နှစ်စဉ်ပူဇော်ပွဲတွေမှာသာပြုလုပ်လေးရှိကြပြီးတော့ရစ်ပူဇော်ဖို့အသုံးပြုတဲ့လိပ်စက်အများစုကတော့ကြက်စိတ်နဲ့နွားတွေပဲဖြစ်ပါတယ်။များသောအားဖြင့်တော့ကြက်တွေကိုတက်ပြီးတော့မကြာခဏရစ်ပူဇော်လေးရှိပါတယ်။တခါတည်းမှာလည်းချက်ပြုတ်ပြီးတော့ဒီရစ်ပလင်ပေါ်မှာတင်ထားတတ်ကြပါတယ်။ရစ်ပူဇော်ထားတဲ့အသားတွေကိုလမ်းစုံလမ်းကွာတွေမှာမြုပ်နှံပစ်လေးရှိပါတယ်။ထုံးနှင်းစင်လာရနက်ပွဲတွေအနှံထားတဲ့အဆောင်တွေအစီရင်တွေအရာဝတ္ထုတွေကိုဝိညာဉ်ပိုင်းဆိုင်ရာအငွေသက်ဒုမုတ် တကူးဆွမ်းအားတွေခင်းအောင်နေရလို့သူတို့အနေနဲ့ယုံကြည်ကြပါတယ်။ပူဇော်ပွဲကျင်းပတဲ့အခါနတ်ဝင်တွေတွေကဝိညာဉ်အမှန်တကယ်ပုကက်ဝင်ရောက်နေတာဖြစ်တယ်လို့လည်းလက်ခံထားကြပါတယ်။ပုကက်ခံနေရတဲ့အချိန်တိုင်းမှာတတိလစ်မေးမျောသွားပြီးတော့ဖြစ်ပျက်နေရတဲ့ကိုလုံးဆောင်တာတွေကို ကိုယ်တိုင်မသိရှိနိုင်ဘူးလို့ဆိုပါတယ်။ဝိညာဉ်ပုကက်ချင်းကအချိန်နေနဲ့လူပုဂ္ဂိုလ်ပေါ်မူတည်ပြီးတော့ကွဲပြားနိုင်ပါတယ်။ရာသောအဖြစ်နိုင်နေငယ်ကြားတဲ့အထိကိုဝင်ရောက်ပုကက်တက်ပေမဲ့တစ်ခါလေမှာတော့ရက်ပေါင်းများစွာကြာအောင်ပုကက်နေတတ်ပါတယ်။ ဒါကတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာလည်းဒီလိုဝိညာဉ်ပူကက်မှုတွေ၊နတ်ပူကက်မှုတွေရှိနေပြီးတော့အဲဒီလိုမျိုးဂျပန်များစွာကြားတဲ့အထိဝိညာဉ်ပူကက်တာမျိုးကတော့နည်းနည်းလေးမြင်တွေ့ရရှားတယ်လို့ပြောရမှာဖြစ်ပါတယ်။တဘာဝလုံးမှော်ပညာရက်တွေကိုအသုံးချပြီးတော့မှအတိုက်ခိုက်အစီရင်ပြုလုပ်ခြင်းတွေကလည်းဘုဒ္ဓပညာမှာရှိနေပါတယ်။လူတူတယောက်ရဲ့သပင်ဒါမှမဟုတ်ရင်လက်သေးကိုအသုံးချပြီးတော့မှအစီရင်ပြုလုပ်မယ်ပြီးရင်ဘေးဥပတ်ဖြစ်အောင်အနောက်ရှက်ဖြစ်အောင်တိုက်ခိုက်လုပ်ဆောင်နိုင်ပါတယ်။ နောက်အာဖရိကမှာရှိတဲ့တမိုင်းဝင်ကမ်းခြေမျိုးဖြစ်တဲ့ ui dwa မှာကြီးကျယ်ခမ်းနားတဲ့ဘူလူးရိုးရပွဲတွေကိုနှစ်စဉ်ဇန်နဝါရီလရောက်တိုင်းကျင်းပရပါတယ်။အဲ့ဒီပွဲတော်တွေမှာပေါ်ပညာနဲ့စီရင်ထားတဲ့အယုတ်တွေကိုဝိညာဉ်သွင်းပြီးတော့လှုပ်ရှားစေတာတွေရိုးရတန်းစင်တွေအကတွေနဲ့ပူဇော်တာတွေကိုပြုလုပ်လို့ရှိပါတယ်။ကောင်းရုံတုံးနဲ့ဖန်တီးပုံပေါ်ထားတဲ့နှဝင်တွေတွေကတာမန်လူတွေပြုလုပ်ပြဖို့မလွယ်ကူတဲ့ထူးထူးဆန်းဆန်းလှုပ်ရှားမှုတွေအလွန်လျင်မြန်တဲ့အကတွေနဲ့ဖြောပြေကပြနိုင်ခဲ့ပါတယ်။ အဲ့ဒါတဲ့ပေါ်မှာဆိုရင်ကောက်ရုံရုံကြီးလွင့်ပြန်ဝဲပြီးတော့ရွေးရှားနေတဲ့ဗီဒီယိုဖိုင်တွေကြောင်းလဲဘူဒူရဲ့ဝိညာဉ်သွင်းပွဲတော်ကိုလူစိတ်ဝင်စားမှုပို့ပြီးတော့မှများပြားလာခဲ့ပါတယ်။ဒေတာကန်ကိုးကွယ်သူတွေကတော့ကောက်ရုံတွင်းမှာလူမရှိဘဲနဲ့တက်ဝင်လှုပ်ရှားနေတာလို့ယုံကြည်ကြပြီးတော့တရဲတစီကပုကက်ထိမ့်ချုပ်ထားတာကြောင့်လျှို့ဝှက်စမ်းကြယ်စွာနဲ့လှုပ်ရှားနိုင်ခြင်းဖြစ်တယ်လို့လက်ခံထားကြပါတယ်။ကောက်ရုံကိုဝိညာဉ်သွင်းပြီးတော့လှုပ်ရှားစေရဆိုတဲ့အဲ့ဒီအကကိုကွန်ဖိုအကလို့လည်း ဟုတ်ဆိုပါရယ်အာဖရိကမော်ပညာရဲ့အထုံးနဲ့အစင်တာတစ်ခုလို့လည်းပြောလို့ရပါတယ်ဘလူးပွဲတော်ရဲ့အဓိကရွယ်ချက်ကတော့လူရဲ့ဖန်ဆင်းရှင်ရဲ့ဂျားမှာဂျားကန်အဖြစ်ဆက်သွယ်ပေးတဲ့လဝါဆိုတဲ့နတ်ဖျားတွေကိုပင့်ဖိတ်တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်တကယ်ကိုရှေးကျပြီးတော့ဘိုးဘွားအစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့နတ်ပွဲဖြစ်ပြီးတော့အောက်လန်းပညာနဲ့ဆုံးအတက်တွေများစွာလည်းပါဝင်တယ်လို့ပြောဆိုကြပါတယ်အနောက်နိုင်ငံတွေမှာတော့ဘလူးပညာရဲ့တွေကိုလည်းဖုတ်သွင်းတဲ့အတက်ပညာတစ်ခုဖြစ်သတ်မှတ်ထားပါတယ် ဒီနေ့မှာတော့အာဖရိကရိုးရာမှော်ပညာအဖြစ်မှတ်တမ်းတင်ထားတဲ့ဘူလူးရိုးရာဘွဲတော်ကြောင့်ကို Horror Max Story စီစဉ်ကနေတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာ။ပရိသတ်တွေရဲ့အမြင်နဲ့ကိုကြားဘူးတဲ့အာဖရိကရိုးရာဒလေးတွေအကြောင်းကိုလည်းကျွန်တော်ရဲ့ comment မှာဝင်ရောက်ပြီးတော့ရေးသွားလို့ရပါတယ်။ Horror Max Story ကနေတင်ဆက်ပေးတဲ့အစီအစဉ်တွေကိုအားလုံးလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက် Fortune TV ရဲ့ YouTube Channel ကိုလည်း Like and Subscribe ပြုလုပ်ထားပြီးဖို့အကြံပေးပါရစေခင်ဗျာ။နောက်တစ်ပတ်မှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။